နှလုံးကနန်းပေးတာမှန်နေလို့နမဲကြီးနေတဲ့မော်ကျုံမျိုးကကနားစီဥမိုးတီတောင်အလုံးမဲမကလာပါဗမစ်နောင်ကနေချစ်စလိုက်ပါတယ်နှလုံးသုံးလုံးကနန်းတွေကမြမလူမျိုးတွေနဲ့တိတ်မစိမ့်မဲဒီနေ့ဘာကနန်းထွက်မလဲဆိုတာတကူတကစောင့်ကြည့်ကြတဲ့သူတွေအများကြီးရှိပါတယ်တချို့နှလုံးသုံးလုံးတွေကိုအပြော်သဘောကန်ဆန်းကြပေမဲ့တချို့တွေကတော့အိမ်ပေါင်ရာပေါင်ပြီးတော့ကန်ဆန်းတတ်ကြပါသေးတယ် နှလုံးသုံးလုံးကိုဆန်းပြီးတော့အချွေးတင်ပြီးဘဝပြတ်သွားသူတွေလည်းရှိနေကြသလုံးနှလုံးသုံးလုံးကြောင့်ချမ်းသာသွားသူတွေကတော့နေပါပါတယ်မြန်မာနိုင်ငံမှာနေထိုင်သူတွေအပြင်ထိုင်းနိုင်ငံမှာနေထိုင်သူတွေလည်းနှလုံးသုံးလုံးကိုအရန်စိတ်ဝင်စားကြပြီး င်အော်ရီတိုင်းမော်လမြိုင်ကျွန်းကနတ်ကတော်ကြီးဦးမို့တီတာကနှလုံးကနန်းပေးတာမှန်လို့အယံနမဲကြီးနေပါတယ်ဦးမို့တီတာကနတ်သပင်အဖွဲကိုဦးစီးနေသူဖြစ်ပြီးနတ်ကနောက်ပွဲတွေကပါတယ်ဦးရှင်ကြီးနတ်ကဦးမို့တီတာကိုဝင်စီးတဲ့အချိန်မှာပေါက်ကနန်းပေးသွားခဲ့တာပေါ့လေကိုခွန်ဆိုတဲ့ကနန်းကိုလက်ချောင်းတွေထောင်ပြီးတော့ပေးသွားခဲ့တာကြောင့်ထိုးတဲ့သူတွေများခဲ့ပါတယ်သူပေးပြီးနောက်တရက်မှတည်းနှလုံးကနန်းကကိုလေးလေကိုထွက်သွားခဲ့တာပေါ့အရင်ကလည်းဦးမို့တီတာကနှလုံးကနန်းတွေပေးတာအယံမှန်လို့နမဲကြီးခဲ့တဲ့သူပေါ့အိမ်မှာနတ်တင်ရင်းနဲ့ကနန်းတွေပေးသွားတတ်ပြီးသူ့ကို ုယုံကြည်သူတွေကိုမဆတတ်သူဖြစ်ပါတယ်ဒီတစ်ခါမှလည်းဦးမိုးတီတာကိုရင်ငါပိုင်ဦးရှင်ကြီးနဲ့ဝင်းစီတုံးကပေါက်ကနားပေးသွားခဲ့တာပါဦးရှင်ကြီးနဲ့ဝစ်စင်းနေတဲ့အချိန်မှာဦးမိုးတီတာကဝတ်ချမ်းခွဲထားတဲ့အပေါ်မှာမတ်တက်ရက်နေပါတယ်ပြောကြခံနေပုံစံဖြစ်နေပေမဲ့အထွေထွေများလာကြအောင်မပြုတ်ကျသွားခဲ့ပါဘူး ဝါစင်တတိလေးပေါ်မှာမတ်တပ်ရက်ပြီးတော့ပေါက်ကနန်းတွေကိုပြောသွားခဲ့ပါတယ်သူပေးတဲ့ကနန်းတွေကိုဆင်အောင်မှရှိတဲ့သူတွေကလိုက်မှတ်ကြပါတယ်နှလုံးကနန်းပေးတာလားသုံးလုံးကနန်းပေးတာလားဆိုတော့မသေးချာပြင်မဲ့လေသူပေးတဲ့ကနန်းကတော့ပေါက်သွားပြီးမြများများရသွားသူတွေလည်းရှိပါတယ်ဦးမိုးတီရာကမော်ကျွန်းတဝိုက်မှာတော့နမဲကြီးတဲ့ကနားစီးတယောက်ဖြစ်ကနတ်ပွဲတွေမှာဝင်စီးတတ်သူဖြစ်ပါတယ်နတ်အကရီကိုလည်းကတ်တက်တဲ့အပြင်တပည့်ရင်းများစွာကိုလည်းမွေးထုတ်ထားသူဖြစ်ပါတယ် သူရဲ့နောက်လိုက်တွေထဲမှာလည်းနှလုံးသုံးလုံးကနန်းတွေမကြာခဏပေါက်လေးရှိကြတာပေါ့တချို့ကတော့ဥမို့တီတော်ကိုမယုံကြည်ကြပဲဒါကတိုက်ဆိုင်မှုတစ်ခုသာဖြစ်တယ်လို့ပြောကြပါတယ်တကယ်သာပေါက်ကနန်းရရင်သူပဲထိုးမှပေါ့လို့ပြောကြပေမဲ့လည်းသူပေးတဲ့ကနန်းတွေကိုတိတ်ချလိုက်မှတ်ပြီးထိုးတဲ့သူတွေကတော့ငွေတွေရပ်သွားကြပါတယ်သူပေးတဲ့ကနန်းတွေကပေါက်တဲ့အခါလဲရှိသလိုမပေါက်တဲ့အခါလဲရှိပေမဲ့လည်းဝါသနာပါသူတွေကတော့တမင်တကာစောင့်ကြည့်နေကြတာပေါ့တချို့ကလည်းဥရှင်ကြီးကပေါက်ကနန်းပေးတာတကယ်ဖြစ်တဲ့အကြောင်းအကြောင်းဘူးကြပါတယ်အောက်ပြအောက်ရဘက်မှာဥရှင်ကြီးကိုကိုယ်ခွေရ ုံကြည်ကြသလုံးဥရှင်ကြီးကလည်းဘေးကင်းအောင်ပြန်လည်ဆောင်းရှောက်တက်တယ်လို့မှတ်ယူထားကြတာပါဥရှင်ကြီးကွယ်လွန်သွားတဲ့ခေတ်မှာတော့နှလုံးသုံးလုံးတွေကမပေါ်သေးပေမဲ့လည်းဥရှင်ကြီးလည်းသူ့ကိုကိုယ်ခွေသူတွေစိတ်ချမ်းသာအောင်ခင်းနဲ့အညီနှလုံးသုံးလုံးကနန်းတွေပေးနေသလားတော့ထင်မှတ်နေရပါတယ်နှလုံးသုံးလုံးကနန်းတွေကစိတ်မနိုင်တဲ့အခါဘဝပြတ်သွားနိုင်တာကြောင့်လက်တက်မဆန်ဖို့အတွက်တိုက်တွန်းနေကြတာပါ ဒါပေမဲ့တချို့ကတော့နေစဉ်ကန်ဆန်းလိုက်ရမှချင်တတ်တာကြောင့်အတိတ်စိမ့်တွေကောက်ကြသလိုနောက်ပွဲတွေမှာဘာကနန်းတွေပေးမလဲဆိုတာကိုလည်းစိတ်ဝင်စားကြပါတယ်အဲ့ဒါကြောင့်ဥရှင်ကြီးဝင်စီးတဲ့ဥမိုတီတာကတော့ကနန်းတွေကိုလက်ချောင်းထောင်ပြီးတော့မယိုးနိုင်အောင်ပင်းနေပါပြီ။ဥရှင်ကြီးဝင်စီးပြီးပေါကနန်းတွေပေးသွားတာကိုပရိသတ်ကြီးရောကြုံဘူးပါသလား။ဥရှင်ကြီးကပေါကနန်းတွေပေးတာတကယ်ဟုတ်နိုင်ပါမလားဆိုတော့အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်